င်္ဂလာပါခင်ဗျာအိုင်ဒီယာမြန်မာကနေပြီးတော့အော်တိုဘာလာ31ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စီးရီးစီးပွားရေးလူမေးသတင်းတွေတဲ့ကထူးခြားတဲ့သတင်းချုပ်ကိုအောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ရန်ကုန်မှာနှစ်နှစ်ကျော်ပိတ်ထားတဲ့သခင်မြပန်းချံပြန်ဖွင့်ပြီဆိုတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်မြို့အလုံမြို့နယ်ကသခင်မြပန်းချံဟာ2023ခုနှစ်အလေထဲကပိတ်ထားခဲ့တာဖြစ်ပြီးအော်တိုဘာလာ29ရက်နေ့မှာပြန်လည်ဖွင့်လှစ်လိုက်ပါတယ် သခင်မြတ်ပြန်ကြံကိုပြန်လည်ပြင်ဆင်မှုတွေပြုလုပ်မှာကြောင့်ပိတ်ထားတယ်လို့မီဒီယာတွေမှာဖော်ပြထားပါတယ်။သခင်မြတ်ပန်းညံကရန်ကုန်မြို့တွင်ပြည့်စွဲတဲ့ YPS တွေအပြင်မြို့နယ်တော်တော်များများပြည့်စွဲနေတဲ့ YPS ရင်းလိုင်းတွေပါပေါင်းစုတဲ့နေရာဖြစ်တာကြောင့်လူမြဲစီကားပြီးမနက်ပိုင်းနဲ့ညနေပိုင်းမှာဆိုလေ့ကျင့်ခန်းပြုလုပ်တည်မဲ့စီကားလေးရှိပါတယ်။လက်ရှိမှာတော့ပြန်ဖွင့်တာရက်ပိုင်းပဲရှိသေးတာကြောင့်စီစီကားကားသိပ်မဖြစ်သေးဘူးလို့သိရပါတယ်။ ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မဟာဘုံဂရင်လှည့်လျာမှာလော့စပီကာစောင်းပေါင်များအလွန်ကြုံဖွင့်ခြင်းကိုတချို့မြို့နယ်များကန့်သက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မဟာဘုံဂရင်လှည့်လည်ပွဲများမှာပဝင်းကျင်စုညံတန်းတွေဖြစ်စေမဲ့လော့စပီကာစောင်းပေါင်ကြီးများဖြင့်မျိုးရင်းလှည့်လည်ခြင်းမပြုရန်တချို့မြို့နယ်များကကန့်သက်ထားပြီး၎င်းမိတ်များကိုရက်ွက်အုပ်ချုပ်ရေးမှုယုံများမှတဆင့်အတိပေးပြောဆိုကြောင်းဒေသခံများကသိရပါတယ်။ဥပမာအဖြစ်တိုက်ကြီးမြို့နယ်တွင် နိုဝင်ဘာလ၄ရက်ဇမ္မုလာပြင်းနေ့မဟာပုံကတိမြို့ရင်းလှည့်လည်ရာ၌စောက်ပေါက်ကားများကိုတတ်မှတ်သောမြို့အဝင်ထွက်နေရာများသာဖွင့်ခွင့်ပြုပြီးမြမရိုးရာအလှူတချင်းရိုးရာတိကိတာများကိုသာဦးစားပွဲဖွင့်ရန်အကြံပြုထားတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းကတော့မန္တလေးမြို့ပီကြီးတကွန်မြို့နယ်ရှိငွေတော်ကြီးကုန်းရက်ကျူးကျော်ဦးဆိုကလူနေအိမ်ညာနဲ့ချီပြီးဖြိုချခံရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးပြည်ကြီးတကွမြို့နယ်အရာတော်ရက်ကွက်ငွေတော်ကြည်ကုန်းရက်နေလူနေအိမ်ယာများကိုကျူးကျော်မှုဆိုကာမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဖြိုချခဲ့ကြောင်းဒေသခံအုပ်ကပြောပါတယ်ဖြိုချခဲ့တဲ့အဆောက်အအုံများမှာလေးတက်ဘုံကြီးကျောင်းပါဝင်ခဲ့ပြီးအိမ်ယာများမှာအ ਨੇ စုံ10နှစ်နဲ့ထက်နေထိုင်ခဲ့သော အိမ်ပိုင်ဆိုင်မှုကိုအရေးကြစာချုပ်ဖြင့်ဝယ်ယူထားသူများလည်းရှိကြောင်းသိရပါတယ်မလင်မလုံးမီကလေးကကျူးကျော်များကို ချိုချမယ်လို့တည်ထားတော်လဲအဆိုပါရက်ကွက်ရှိအိမ်မြေများမှာကြာမြင့်စွာတည်ရှိနေပြီဖြစ်တယ်လို့ဒေသခံတို့ကပြောပါတယ်လက်ရှိမှာအိမ်ချိုချခံရသူများနေစရာမဲ့ကအခက်ခဲကြုံနေရတယ်လို့သိရပါတယ်ငွေတော်ကြီးကုန်းရက်ကွက်မှာပေ80 60မြေခွက်တစ်ကွက်ကာလပေါက်စင်းမှာတိန်းတထောင်ကျော်ဝင်ကျင်ရှိနေပြီးဤလာတွင်အောင်မြေတာဆန်းနဲ့ချမ်းရည်တာဆန်းမြို့နယ်များမှာအိမ်ချိုလဲဖြိုချခံရကြောင်းမြို့ကံများကပြောပါတယ် ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ဗမောင်းမြို့ပြည်သူများနေရပြန်လေယာဉ်ရိတ်သိမ်းနေပြီလို့သိရပါတယ်။စကိုင်းတိုင်းဗမောင်းမြို့နယ်ခိုးပြင်းရွာနဲ့ညောင်တာယာကြီးရွာကဒေသခံတွေဟာစိုက်ပျိုးထားတဲ့လေယာဉ်တွေကိုရိတ်သိမ်းဖို့နေရပ်ကိုပြန်သွားကြပါတယ်။ခိုးပြင်းနဲ့ညောင်တာယာကဒေသခံတရားကျော်ကအော်တိုဘားလ28ရက်ညနေပိုင်းမှာနေရပြန်ပို့ပေးလိုက်တာလို့အကြောင်းမျိုးမျိုးကြောင့်နေရဆုံးသွားသူများကိုကူညီပေးနေသူတို့ကပြောပါတယ်။ လူကတော့စပားရိတ်နိုင်တဲ့တန်မာတဲ့ယောက်ျားမင်းကလေးအယောက်100နီးပါးလောက်ပါသွားတယ်။ကားလဲစီစဉ်ပေးလိုက်တယ်လို့၎င်းကပြောပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့တွဲကားတွေထားတဲ့ခြံတစ်ခုမီးလောင်လို့တွဲကားဗဟိုးနဲ့အဆောက်အဦတချို့မီးလောင်ပျက်စီးတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မန္တလေးအမရပူရာမြို့နယ်မြင့်ငယ်ထုံးဖို့လမ်းပေးရွာတော်လာကြေးရွာမှာအော်တိုဘလ30ရက်မွန်လယ်12နာရီကတွဲကားရထားတဲ့ခြံတစ်ခုမီးလောင်မှုဖြစ်ပွားလို့တွဲကား3စီး ဗဟိုးရင်တစည်းပါဝင်အစာအုပ်တချို့မိလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။၎င်းဖြစ်စဉ်များအကိုအမရပူရာမြို့နယ်မိသက်စခန်းကမိငိမ့်သက်ရင်တစည်းနဲ့အတူတန်နေမိသက်တပ်ဖွဲ့ဝင်တွေတောက်ရောက်နှင်းသက်ခဲ့ရာမွန်လဲတနာရီ6မိနစ်မှာမိငိမ့်သက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မန္တလေး၌ဖြိုလက်စာတိုက်ပြူကြပြီးကလေးတူဦးဒဏ်ရရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မန္တလေးမြို့ ချမ်းရီတာဇန်မြို့နယ်84လမ်း32လမ်းနဲ့32လမ်းကြားအော်တိုဘားလ30ရက်နနက်9နာရီမှာဖြိုလက်စာတိုက်ပြူကြရမှာကလေးငယ်တူထိခိုက်ဒဏ်ရာရကြောင်း သိရပါတယ်အဆိုပါတိုက်မှာငလင်အတန်းတင့်အဆောက်ဦးဖြစ်ပြီးအောက်ပိုင်းအားရှင်းလင်းများဆောင်ရွက်နေစဉ်ပြိုကျမှုဖြစ်ခဲ့ရာ10နှစ်အရွယ်မိန်းကလေးတူပြိမိခဲ့တယ်လို့သိရပါတယ်ဖြစ်စဉ်ကြောင့်ထိခိုက်ဒဏ်ရာရရှိသောမိန်းကလေးရဲ့ညာလက်နဲ့ဒူးကောင်းတို့မှာဒဏ်ရာများစွာရရှိပြီး မနိစလလူမှုကူညီရေးအသင်းဖြင့်မန္တလေးပြည်သူစေယုံကြီးတို့ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ရောင်တိုင်းဒေသကြီးယင်းနီမြုံနံမှုကော်မတီမှစမှုကဏ္ဍယင်းနီမြုံနံမှုလုပ်ငန်း၄ခုအတည်ပြုပေးတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရောင်တိုင်းဒေသကြီးယင်းနီမြုံနံမှုကော်မတီဟာ၎င်းရဲ့အစဉ်မြင်းဆောင်2025အချိန်မြောက်အစည်းအဝေးမှာစမှုကဏ္ဍမှရာနှုန်းပြည့်နိုင်ငံသားယင်းနီမြုံနံမှုလုပ်ငန်း၄ခုကိုအတည်ပြုပေးခဲ့ပြီး CMB စနစ်ဖြင့်အဝိထေချုပ်လုပ်ခြင်းလုပ်ငန်းများဖြစ်ပါသည်။အဆိုပါယင်းနှိမ့်ညွတ်မှုပမာဏဟာအမေရိကန်ဒေါ်လာ9.196တန်းရှိကပြည်တွင်းလုပ်ကင်ခွေလန်3695ဦးအတွက်ဖန်တီးပေးနိုင်မှာဖြစ်ပါသည်။အစည်းအဝေးမှာယင်းနှိမ့်ညွတ်မှုပမာဏတိုးမြင့်မဲ့လုပ်ငန်းတစ်ခုပါဝင်ကုမ္ပဏီ10ခုရဲ့တင်ပြချက်များကိုလည်းဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးဖော်ပြပေးလိုတဲ့သတင်းကတော့မိုးလေဝသသတင်းတစ်ပုဒ်ဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်နဲ့ အရှိတောင်ပိုင်းတို့မှာတိတ်ထူထွက်နေပြီးယနေ့ညနေသည့် AR တိုင်းဒေသကြီးနဲ့တနင်္လာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြားမိုးထစ်ကြုံရွာမှာဖြစ်ကရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်ဝန်ပြည်နယ်တို့မှာနေရာစိတ်စိတ်ရွာနှုံးပြည့်ရွာမှာဖြစ်ပါတယ် AR နဲ့တနင်္လာရီကရင်မုံတို့မှာတော့မိုးတိမ်တောင်များအကောင်းနေသဖြင့်မိုးသက်လေပြင်းများတိုက်ခတ်ခြင်းမိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်ပြီးမြမပင်လေပြင်းမှာလှိုင်းအမြင့်ရှစ်ပေကနေ၁၀ပေကရှိကား လိုက်ကြည့်နိုင်ပါတယ်။နောက်နေ့အတွက်နေရာစိတ်စိတ်မှနေရာနှံပြမုတ်ထစ်ကျုံရနိုင်သောဒေသများထဲမှာမြပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းတို့ပါဝင်တယ်လို့သိရပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့စည်ရေးစီဝါကြီးလူမျိုးသတင်းတွေတဲကသူကြားတဲ့သတင်းအချို့ကိုအောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြစမ်းမှရှင်လန်းကြပါစေခင်ဗျာ။